မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ31ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့တိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာအာနာသိန်းစစ်ကောင်းစီရဲ့တိုင်းစစ်ဦးစီးမှုပထမရန် ဒုတိယဘုံမူကြီးအပါအဝင်စစ်တုံးမှန်15ဦးကိုအရခတက်တော် AA ကဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ30ရက်နေ့နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တဲ့မင်းတက်တောင်ကြီးပါအနီးနှစ်ဖက်ထိပ်တွေ့တိုက်ပွဲမှာ AA ဘက်ကဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သတင်းရင်းမြစ်များကပြောပါတယ်။မင်းတက်တောင်ကြီးပါနဲ့မီတာ600အကွာမှာရှိတဲ့စစ်မှုလက်မှုတင်းတန်းကျောင်းမှာအခြေပြုတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကစစ်ကြောင်းမှာ AA ရှိရာကိုထိုးစစ်ဆင်တိုက်ခိုက်လာရာနှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြတယ်လို့သိရပါတယ်။အခုဖမ်းဆီးရရှိထားတဲ့ဒုတိယဗိုလ်မှူးကြီးဟာ ကျော်လင်းကြံဖြစ်ပြီးတော့ကိုပိုင်အမှတ် G3953 နဲ့တိုင်းစစ်ဦးစီးမှုလည်းဖြစ်ပြီးတော့ တမ၁၁ရဲ့နေပြူဟာမှုလည်းဖြစ်တယ်လို့အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်။၎င်းတို့ကိုဖမ်းဆီးရမိခဲ့တဲ့အပြင်လက်နက်ခဲယမ်းအများပြားကိုလည်းအရခတက်တော် AA ကသိမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မေလ၂၈ရက်နေ့ကလည်းနှမ်းဖဲတောင်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ရဲ့တမ၁၁ချင်းမြန်တိုင်ရင်ဌာနချုပ်ကဗိုလ်မှူးချုပ်ကျော်မျိုးအောင်အပါအဝင် နောက်ထပ်အရာရှိနဲ့တပ်သားစုစုပေါင်း၅ဦးဟာ AA ရဲ့စနိုက်ပါပစ်ခတ်မှုကြောင့်သေဆုံးသွားပြီဖြစ်တယ်လို့သိရပါတယ်။ဗိုလ်မှူးချုပ်ကျော်မျိုးအောင်သေဆုံးသွားတာကို၎င်းရဲ့မိသားစုဝင်များကအတည်ပြုပြီးတော့နိုင်ရေးဖိတ်စာ ထုတ်ထားကဒီကနေ့မေလ31ရက်နေ့မှာရက်လယ်စွန့်ကြွေးတရားနာပြုလုပ်မှာဖြစ်တယ်လို့မိသားစုဝင်တွေကပြောဆိုထားပါတယ်။ကြော့ဖြူမြို့နယ်စေကောင်စီရဲ့အမှတ်32ရဲတပ်ရဲအနီးနှမ်းဖဲတောင်နယ်ပြိုင်းစစ်ကေတို့မှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးတော့နှမ်းဖဲတောင်ကိုအေအေကသိမ်းလိုက်ပြီးလို့ဒေသခံများကပြောနေကြပါတယ်။ အခုလအစောပိုင်းကလည်းလိတ်ခမော်တက်ဆခန်းနဲ့မင်းတက်တောင်တက်ဆခန်းတို့ကိုလည်းအေအေကသိမ့်ပိုက်ရရှိထားတယ်လို့ဒေတာကံများစီကသိရပါတယ်။ကြော့ဖြူတိုက်ပွဲအတွင်းအေအေရဲ့ထိုးစစ်များကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်ကြောင်းများဟာဂဇင်ကလျားနဲ့ထွက်ပြေးနေကြကြောင်းသိရပြီးတော့အာရခတက်တော်အေအေကထွက်ပြေးနေတဲ့ကောင်းတွေကိုလိုက်လံရှင်းလင်းတိုက်ခိုက်နေတယ်လို့သိရပါတယ်။ကြော့ဖြူမှာစစ်ကောင်စီရဲ့ခလာရ34ခမရ94နဲ့ခမရ93ဒညဝတီရေတပ်ဌာနချုပ်တောင်မော်ကြီးရေတပ်ဌာနကွယ် အုံးကျုံရေးတပ်စခန်းနဲ့အမှတ်30နှစ်ရဲတပ်ရင်းလို့ရှိပြီးတော့အဲ့ဒီတိုက်ရင်ကနေစီမံခန့်ခွဲနေတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲတွေကြောင့်ကြောက်ဖြူမျိုးဘော်ကစေကောင်စီရဲ့ဌာနဆိုင်ရာဝန်ထမ်းများနဲ့မြို့ကံများဟာပြည်မကိုအခုရပိုင်းအတွင်းမှာထွက်ခွာနေကြတယ်လို့ဒေသခံများရဲ့ပြောဆိုချက်အရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်မှာစစ်ကောင်စီတပ်အတွက်စစ်ကူနဲ့ရိတ်ခါပို့လာတဲ့ကားနက်စီးကိုကြားဖြတ်တိုက်ခတ်ရာ စစ်သားအလောင်းနှစ်လောင်းနဲ့စစ်တုံးမန်းတဦးလက်နဲ့ခဲအများနဲ့ကားတစီးကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ29ရက်နေ့ည9:00နာရီကန်အချိန်မှာတောင်သာမြို့ကနေဝဲလောင်ကျေးရွာဘက်ကိုထွက်လာတဲ့အင်အား10ဦးကန်ပါတဲ့အန်စာရုံးကားနဲ့အင်အား20ကန်ပါတဲ့ဆယ်ပေအတူကားတို့ကိုတောင်သာဝဲလောင်လမ်းပိုင်းတနေရာမှာကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သားနဲ့ရဲအများပြားဒဏ်ရာရရှိပြီးတော့ဂဇင်ကလေးနဲ့ထွက်ပြေးသွားတယ်လို့သိရပါဗျ။ အရှိတစည်းကိုလည်းပြစ်နိုင်တယ်အရှိတစည်းတွေကဒဏ်ရာရတဲ့စိတ်ခွင်းနဲ့ရဲခွဲတွေရှိပါတယ်နောက်ကားတစည်းကတော့ကားပါရလိုက်တာဆိုတော့ဒီကားပေါ်မှာအလောင်းလဲကြံခဲ့တယ်ဒဏ်ရာတွေနဲ့လည်းထွက်ပြေးလွတ်မြောက်သွားတာတွေရှိပါတယ်တိုက်ပွဲဖြစ်ပွားရနေရာမှာတော့သွေးကွက်တွေဘာတွေတွေ့တယ်စစ်တုံးမန်းကလည်းပြောတယ် ်ဒဏ်ရာတော်တော်များများရကြတယ်လို့ပြောပါတယ်စစ်တုံးမန်းကရဲတပ်သားလို့ပြောပါတယ်အေရီတိုင်းသားရန်ကုန်မော်ဘီရဲတပ်ရင်ငားကလို့ပြောတယ်လို့တောင်သာမြို့နယ်ပကဖကတာဝန်ရှိသူကရှင်းပြထားပါတယ်အခုလိုမျိုးတိုက်ခတ်ပြီးတဲ့နောက်တိုက်ပွဲဖြစ်ပွားရာနေရာကိုနေမြေရှင်းလင်းရာစစ်ကောင်စီတပ်သားအလောင်းနှလောင်းနဲ့အတူစစ်တုံးမန်းအရှင်တအူးကိုပါဖမ်းမိခဲ့တယ်လို့သိရပါတယ်ဒါအပြင်ဆေဘီတိုကတစီ G4 အမျိုးအစားတနက်တလာ 5.56G 328တောင်း 63G 468တောင်း60မမဘုံဒီ6လုံး icon 7လုံးလက်ပစ်ဘုံ2လုံးကြီးပေါက်8ခုနဲ့ R7 အဖူးတစ်ဖူးတို့ကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခတ်မှုကိုတောင်တာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကရဲဘော်များကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်အမှတ်ကိုရဲစခန်းကရဲတပ်ဖွဲ့ဝင်တချို့ဟာလိုင်စင်မဲ့ဝက်တောက်ကမောင်းခိုးလုပ်ငန်းတွေကိုလုတ်ကင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လိုင်စင်မဲ့ကားတွေကိုမောင်းပို့ပေးတဲ့သူတွေကိုဒူရဲအိုအဆင့်ရှိတဲ့ ဘိုးစိန်ဆိုတဲ့ရဲတပ်ဖွဲ့ဝင်ကဥဆောင်စေခိုင်းနေတာဖြစ်ပြီးတော့တရားမဝင်တင်သွင်းလာတဲ့လိုင်စင်မဲ့ကားတွေကိုရန်ကုန်အထိရောက်အောင်မောင်းပေးကအဖြစ်နဲ့တစည်းကို12သိန်းကျပ်ရတယ်လို့သိရပါဗါးရဲတပ်ဖွဲ့နဲ့နှိစက်သူတယောက်ကဘိုးစိန်ကအာနာသိန်းကလေးကလှုပ်ရှားနေတာကြားပြီးသူ့နာမည်အရင်တော့မဟုတ်ဘူးသူ့ရဲ့ညာဘက်လက်မှာစိန်လက်စော့ဝတ်ထားလို့သူ့ကိုဘိုးစိန်လို့ခေါ်တာအဲ့ဒီစကမ်းကနောက်ထပ်နှစ်ကောင်ပါသေးတယ်လို့ပြောပြထားပါဗါး ်မောင်းပေးတဲ့သူကို ကင်ပြည်နယ်ကနေဒီအထိ RFF တစည်းကို12သိန်းပေးပါတယ်ဒီကောင်ကရဲချင်းချင်းတော့ညှားလဲကောင်မဟုတ်ဘူးပြည်သူတွေပုံမှန်လဲတော်တော်မိုက်ရိုင်းတယ်ခြေထောက်တွေဘာတွေနဲ့စောင့်ကန်တာလဲဒီကောင်ပဲ generation set ကလေးတွေဖန်ခံရတော့ကလည်းအမှုကင်တာဒီကောင်ပဲလို့ပြောပြထားပါတယ် ်လိုင်စင်မဲ့ကားတင်သွင်းတဲ့သူရဲ့ပြောပြချက်အရဝယ်ယူထားတဲ့ကားတွေကိုလူနာတင်ရင်အမတ်အထု ambulance sticker ကတ်ကြသလိုသာသနာယင်ပုံစံတူလုပ်ပြီးတော့စစ်ကောင်စီရဲ့စစ်စေး gate တွေကိုဖြတ်ကျော်မောင်းနေနေတာလို့သိရပါဗျမြို့ကန်တယောက်ကတပွင့်တဲ့သူကတော့အဲ့လောက်လုံနေရင်အပေါ်ကရဲအုပ်တို့ရဲမှုတို့မသိစရာအကြောင်းကိုမရှိဘူးနာမည်ထွက်တာဒီဘိုးစိန်ပဲ နှလုံးသုံးလုံးလိုင်းကြီးကောက်တာလဲအဲ့ဒီကောင်ပဲဥဆောင်တာဝိတောက်ကားကတော့100 120 100လောက်ရှိရင်တော့စီးလို့ရနေပြီလို့ပြောပြထားပါဗျ။ပြီးခဲ့တဲ့မေလ20ရက်နေ့ကနေပြည်တော်မှာလုတ်တဲ့စစ်ကောင်စီရဲ့အစည်းအဝေးတစ်ခုမှာလိုင်းစင်မဲ့ဝိတောက်ကားနဲ့ဆိုင်ကယ်တွေကိုဝင်းဝေခွန်ထိခိုက်တာကြောင့်အရေးယူဖို့လိုအပ်တယ်လို့အချမ်းဖတ်စစ်ကောင်ဆောင်မင်းအောင်လိုင်းပြောကြားခဲ့မှုပေမဲ့စစ်ကောင်စီအဖွဲ့ဝင်တွေကိုယ်တိုင်ပါဝင်ပြီးတော့ဒီအမှုတွေကိုကျူးလွန်နေတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်လုံခင်းမော်စီစာမှာရှိတဲ့ကြောက်တူးဖော်ရည်ကုမ္ပဏီတစ်ခုရဲ့ဝင်းထဲကိုစစ်တပ်ကဝင်ရောက်ပြီးတော့မိရှုံမှုများလုံဆောင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့မေလ31ရက်နေ့မနက်7:00နာရီကျော်အချိန်မှာအကြမ်းမဆက်တက်ကလုံခင်ဒေတာ မော်စီဆောင်မှာရှိတဲ့အကြီးဆုံးသောကြောက်တူးဖော်ရေးကုမ္ပဏီဝင်းအတွင်းထဲကိုဝင်ရောက်ကမိရှုပ်ဖြတ်စည်းမှုများလုံဆောင်နေခြင်းဖြစ်တယ်လို့သိရပါဗျ။သူ့ကိုကြည့်ရတာဖြတ်စည်းမဲ့ကုမ္ပဏီစီးရင်များရှိလားမသိဘူး။ဒီနေ့ဖြတ်စည်းတာကဖားကန့်မှာအကြီးဆုံးကုမ္ပဏီလို့ပြောလို့ရတဲ့ကုမ္ပဏီရဲ့ဝင်းထဲကိုဝင်ပြီးတော့မိရှုပ်ဖြတ်စည်းနေတာပါ။ဖားကန့်ကိုလာတဲ့စစ်တပ်စစ်ကြောင်းနှစ်ကြောင်းမှာတမဂုံးကိုဝင်သွားတဲ့စစ်ကြောင်းရဲ့လုံခင်မော်စီဆောင် ဖျားကုန်းနားကိုရောက်သွားတဲ့စစ်ကြောင်းရဲ့ပေါ့အခုဖြတ်စည်းတာတွေလုံနေတာကဖျားကုန်းနားမှာရောက်နေတဲ့စစ်တပ်စစ်ကြောင်းကဖြတ်စည်းတာတွေလုံနေတာပါလို့ဖားကန့်ဒေသတရင်ရင်းမြစ်ကပြောပြထားပါတယ်အချမ်းပတ်စစ်တပ်ကဖားကန့်ကိုစစ်အင်အား600ကျော်နဲ့စစ်ကြောင်းများခွဲပြီးတော့ထိုးစစ်ဆင်ခဲ့ပြီးတော့လမ်းတလျှောက်တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်စစ်တပ်ကလည်း၎င်းတို့ဖြတ်တန်းလာရလမ်းတလျှောက်မှာအရဲသားပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းများလှုပ်ဆောင်ခဲ့ပြီးတော့လုံခင်းကပြည်သူ၅ဦးထက်မနည်းတပ်ဖြတ်ခံခဲ့ရကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းသကိုင်းမြို့နယ်အနောက်ချမ်းမှာရှိတဲ့ကျေးရွာ9ရွာကပြည်သူအယောက်60ကျော်ကိုအကြမ်းဖက်စစ်တပ်ကလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးပြီးတော့ထောင်ထဲချီတဲ့ပြည်သူများဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ30ရက်နေ့မနက်7နာရီခန့်ကစတင်ပြီးတော့သကိုင်းမြို့ငားတက်ကြီးဖျားအထိုင်းစခန်းနဲ့တပ်မ33ကစစ်ကောင်စီတပ်သားများနဲ့ပြူစောထီးများပူးပေါင်းကညောင်ကုန်းရွာ၊ကျောင်းတော်ကြီးရွာနဲ့အနောက်တာကျေးရွာများကို ထတ်တိုးအင်အား250ကျော်နဲ့စတင်စစ်ကြောင်းထုတ်ဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာညောင်ကုန်းရွာနဲ့ကျောင်းတော်ကြီးရွာတို့ကိုဝင်ရောက်စီးနှင်းပြီးတော့ပြည်သူအယောက်60ကျော်ကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးကာလက်ရှိအချိန်ထိခြေရွာများကိုဆက်လက်ပြီးတော့စစ်ကြောင်းထုတ်နေဆဲဖြစ်တယ်လို့သိရပါဗါးဒီကနေ့မေလ31ရက်နေ့မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကဒေါမရွာစင်မြေရွာနဲ့ တာလွန်ဖြူရွာကပြည်သူများကိုလည်းဆက်လက်ဖမ်းဆီးခဲ့ပြီးတော့ဖမ်းဆီးရရှိခဲ့တဲ့ထတ်တိုးပြည်သူများရဲ့စည်ရင်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရယ်လက်ရှိအချိန်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်ထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့သိရပါရယ်ညောင်ကုန်းရွာမှာအဖမ်းခံရတဲ့သူကအယောက်၄၀ကျော်ရှိပြီးတော့ ကျောင်းတော်ကြီးယွာမာကတော့အဖမ်းခံရသူ20ကျော်အထိရှိနေတယ်လို့သိရပါတယ်အမျိုးသားအမျိုးသမီးနဲ့တက်ကြီးရွယ်အိုမရွေးအကုန်လုံးအဖမ်းခံထားရတာ လောလောဆယ်ဒေသတွင်စစ်ဆောင်ပြည်သူ1500လောက်ရှိတယ်လို့သိရပါတယ်စစ်ခွဲတွေကပြည်သူတွေကိုပြန်လွတ်ပေးတာမျိုးတော့မကြမိသေးဘူးလောလောဆယ်ထတ်တိုးအဖမ်းခံရတာတွေလည်းရှိသေးတယ်အတိပြုလို့တော့မရသေးဘူးစစ်ခွဲစစ်ကြောင်းကတော့နေရာဆုံးယွာဆုံးမှာပါဒီမနေ့ဒေါမယွာစင်မြေယွာနဲ့ တာလွန်ဖြူရွာတို့မှာထတ်တိုး၃ရွာထပ်ပြီးတော့ဖမ်းခံထားရပါသေးတယ်လူကြီးဘလောက်ထိဖမ်းခံရတယ်ဆိုတာကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေပါတယ်လို့ပြည်သူ့ဘက်တော်သားအဖွဲ့သတင်းတာဝန်ခံကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံစမုတ်စခုံမှာမြန်မာအလုပ်သမားများလိုက်ပါလာတဲ့ကားကရထားတန်လန်းကိုဖြတ်ကူးတဲ့အချိန်မှာကြောက်လန့်ပြီးတော့ကားပေါ်ကနေခုန်ချရာကနေမြန်မာအလုပ်သမားတအုပ်ဖြစ်တဲ့မတ်ဖြူဖြူရထားချိန်မိပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့မေလ31ရက်နေ့မနက်8:45မိနစ်အချိန်မှာစမော့စခွန်မဟာချိုင်အနီးယထာတန်လန်းကိုမြမအလုတ်သမောင်း၈ဦးလိုက်ပါလာတဲ့ပိကက်ကားကဖြတ်ကူးခဲ့တယ်လို့သိရပါဗါးကားကယထာတန်လန်းကိုဖြတ်ကူးတဲ့အချိန်မှာယထာကလည်းအရှိန်နဲ့ခုံမောင်းလာခဲ့တယ်လို့သိရပါဗါးဒါကြောင့်မြမအလုတ်သမားများကကြောက်လန့်ပြီးတော့ကားပေါ်ကနေခုံချရာကနေအသက်28နှစ်အရွယ်မြမအလုတ်သမားအမျိုးသမီးဟာယထာချိန်ခံရပြီးတော့ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါဗါးကားကယထာတန်လန်းကိုဖြတ်ကူးတဲ့အချိန်ယထာကလည်းလာနေပြီး အဲ့ဒီမှာကားပေါ်ကနေခုံချတာယထာဝီစီတန်းကိုအဝေးကကြားနိုင်ပေမဲ့ကားသမားကဖြတ်ကူးတာလို့မျက်မြင်တအုပ်ကပြောပြထားပါဗျ။ကံကောင်းထောက်မှစွာနဲ့ပစ်ကက်ကားဟာယထာတန်လန်းပေါ်ကအချိန်မီဖြတ်ကူးနိုင်ခဲ့ပြီးတော့ယထာနဲ့မတိုက်မိခဲ့တော့လေခုံချခဲ့တဲ့မြမအလုသမားအသက်28နှစ်အရွယ်မဖြူဖြူကတော့ပွဲချင်းပြီးတိတ်ဆုံးသွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီယထာတန်လန်းလမ်းဆုံနေရာဟာမကြာခဏမှုမတော်တဆမှုများဖြစ်ပွားလေရှိတယ်လို့သိရပါဗျ။ကားမောင်းသူကိုထိုင်းရဲတပ်ဖွဲ့ကစစ်ဆေးမေးမြန်းလျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ